နာဂတ်မျိုးစီရောက်လာခဲ့ကြတဲ့အလဲခဲ့သူရဲကောင်းမျိုးစားနဲ့အစီကံစနစ်ရာစုအင်္ဂလန်နိုင်ငံမှာဝါဝစ်နေသားကြီးကမင်းသမီးတခြားသူတဦးကိုလက်ထပ်တော့မှကြောင့်ဒေါသထွက်နေခဲ့ပြီးမင်းသမီးရဲ့ဆေးသက်သူကိုလည်းတတ်ဖို့အတွက်ဆုံးမတဦးကိုပတ်စံပေးခဲ့ပါတယ်။အဲ့ဒီဆေးသက်သူကတော့မျိုးစားတီဘောမေဖက်ဖြစ်ပြီးတော့သူကသူ့ရဲ့အစီကံအန်ဒရီလီပါတီရိုနဲ့အတူဘရင်ရဲတိုက်စီကိုခီးနေလာနေခဲ့ပါတယ်။တီဘောကသူရဲကောင်းမျိုးသူရဲကောင်းတဦးဖြစ်တာကြောင့် မ်းမှာအကူအညီလိုအပ်နေတဲ့သူတွေကို တွေ့ရင်မှခဏရန်နာလေးရှိပါတယ်။ရဲလိုက်ကိုရောက်တာနဲ့သူကမင်းသမီးရိုစလင်နဲ့တွေ့ခဲ့ပြီးမင်းသမီးကသူမရဲ့သပင်ပါတဲ့ဆွဲကြိုးလေးကိုချစ်သစ်လက်ဆောင်ဖြစ်ပေးခဲ့ပါတယ်။အဲဒီနောက်လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ့်နေ့မှာပဲစုံမကမင်းသမီးရဲ့အခွင့်အရေးကိုအထူးစေးရီတစ်မျိုးထည့်လိုက်ပါတယ်။အဲဒီဖြော်ရီကိုတိုင်းမိတာနဲ့ပဲဒူရန်ကိုဘလူးတကောင်လိုမျိုးမြင်သွားစေမယ့်အမော်စေးရီဖြစ်ပါတယ်။ဒါမဲ့ဝမ်ခွေချစ်တိုက်ဖို့အချိန်ရောက်လာတဲ့အချိန်မှာတော့ထုံနှန်းစင်လာအတိုင်း ရိုစလင်နဲ့တီဘောတို့ကခွကျင်းလဲလိုက်တဲ့အတွက်တီဘောကသာအဲ့ဒီဆေးရည်ကိုတောက်မိပြီးတော့လူတိုင်းကိုဘလူးတွေဖြစ်မြင်နေခဲ့ရပါတော့တယ်။တီဘောကဘလူးတကောင်လိုမြင်နေရတဲ့ဘယင်မကိုလက်သီးနဲ့ထိုးလိုက်ပြီးရိုစလင်ကိုလည်းဓာတ်နဲ့ထိုးလိုက်မိပါတယ်။ဒီမှုတွေကြောင့်တီဘောကိုဖမ်းခေါ်သွားခဲ့ကြပြီးတီရန်ကိုစောင့်ဆိုင်းဖို့အတွက်တော့ပိတ်ထားခဲ့ပါတယ်။နိုင်နေခဲ့ကြတဲ့အခါမှာတော့အန်ဒရီကဖုန်းတော်ကြီးဟန်ဆောင်ထားတဲ့မော်ဆီယာတယောက်နဲ့အတူပေါ်လာပြီးတော့မဒေကင်ဘာသာရေးထုံးတမ်းတွေလုပ်ပေးဖို့အဆောင်တွေကိုဝင်ခွင့်တောင်းခဲ့ပါတယ်။ အန်ဒရီကဂန်းနီကဘိုးတန်ပစ္စည်းတွေကိုခိုးယူနေတော့မှာပဲမော်ဆီယာကရိုစလင်ကိုအသက်ပြန်ရှင်အောင်လုပ်လို့မရပါပဲလေသူမရဲ့တည်ဆုံးမှုကိုတားဆီးဖို့အတွက်ဒီဘောက်ကိုအချိန်နောက်ပြန်ပို့ပေးနိုင်ကြောင်းရှင်းပြခဲ့ပါတယ်သူကအဲ့ဒီအတွက်ဈေးရုပ်ကိုပြောဆက်ပေးလိုက်တဲ့အခါမှာတော့ဒီဘောက်ကဘေးကင်းရလားဆိုတာသိအောင်လို့အန်ဒရီကိုအရင်တောက်ခံခဲ့ပါတယ်အန်ဒရီဘာမှမဖြစ်တာကိုမြင်တော့မှာပဲသူပါတောက်ခဲ့ပါတယ်ဒီနောက်မှာတော့မော်ဆီယာကသူတို့နှစ်ယောက်ကိုအချိန်နောက်ပြန်သွားစေနိုင်မဲ့မန်တန်ကိုရွတ်ဆိုခဲ့ပါတယ် သူတို့နှစ်ယောက်လုံးပျောက်သွားတဲ့အခါမှာတော့မော်ဆီယာကစေးရီထဲမှာပါဝင်ပစ္စည်းတစ်ခုထည့်ဖို့မိသွားတာကိုသတိရလိုက်ပါတယ်။ဒီဘောနဲ့အန်ဒရီတို့လိုးလာတဲ့ချိန်မှာတော့သူတို့ရောက်နေတဲ့အခန်းကတူတူပါပဲ။ဒါမဲ့ဒီခန်းကအခုချိန်မှာတော့27ရာစုပြားလိုက်တစ်ခုကပြာကန်းတစ်ခုဖြစ်နေခဲ့ပါပြီ။မကြာခင်မှာပဲသူတို့ကပြားလိုက်တစ်ခုလုံးကလူတွေကိုလန့်သွောင်းအောင်လုပ်မိခဲ့ကြပြီးဒီဘောကလည်းသူသားနဲ့လူတွေကိုလိုက်ချောင်နေခဲ့ပါတယ်။ဒါလီကားတွေကမိသားစုတစ်ခုကိုမိခွန်းနဲ့မိဖို့စူးစမ်းလိုက်ကြပေမဲ့ သူတို့ဝင်လာတဲ့အချိန်မိသားစုကထွက်ပြေးသွားကြပြီးတော့သူတို့နှစ်ယောက်လုံးကလည်းတက်လီကားထဲမှာပါသွားကြပါတယ်။သူတို့နှစ်ယောက်ကတက်လီကားစီရင်ကြောက်လန့်တဲ့ကြောင့်အော်ရင်တီးခဲ့ကြပါတယ်။တက်လီကားကကားပါကင်ကိုရောက်တဲ့အခါမှာတော့ဒီနေရာကငရဲပြည်ရဲ့တကားဝဖြစ်ပြီးတော့ကားတွေကငကားတွေလိုထင်နေခဲ့ကြပါတယ်။ဒါကြောင့်ကားတစ်စီးကသူတို့စီလာနေတာမြင်တဲ့အခါမှာတော့တိုက်ခိုက်ဖြစ်စီလိုက်ကြပြီးကားပေါ်ကလူတွေကကြောက်လန့်တဲ့ကြောင့်ထွက်ပြေးသွားခဲ့ပါတယ်။ အဲနောက်သူတို့ကပြားလိုက်သေးပြန်ဝင်လာပြီးတော့အလဲခဲ့ဘုရားကျောင်းတစ်ခုကို တွေ့လိုက်ကြတာကြောင့်စူတောင်းမှုတူတောက်နေကြတော့မှပဲအဆောင်တွေကသူတို့ကိုဖမ်းဆီးလိုက်ကြပါတယ်။သူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတော့အလဲခဲ့နှုပညာဌာနကဂျူလီယာမာဖက်စီကိုပို့ပေးခဲ့ပါတယ်။ဖြစ်ချင်တော့သူမကရိုစလင်နဲ့ရုပ်ချင်းတူနေခဲ့ပြီးတော့သူမရဲ့မျိုးဆက်ပဲဖြစ်ပါတယ်။ဒီပစ္စည်းတွေကပြပွဲကနေခိုးယူထားတာမဟုတ်ဘဲနဲ့တကယ်အစ်မဖြစ်နေတာကိုတွေ့တော့ဂျူလီယာတယောက်အံ့ဩနေခဲ့ရပါတယ်။ဘိုဘီအားကြောင်းတာကတော့ဒီဘွားရဲ့လက်စွပ်မှာသူမမိသားစုရဲ့တစိမ့်ပါနေခဲ့တာပဲဖြစ်ပါတယ် ။ဒါကြောင့်သူမကဒီလူတွေနဲ့တွေ့ဖို့တောင်းဆိုခဲ့ပြီးတော့သူတို့ကလည်းသူမကိုရိုစလင်လို့ထင်သွားခဲ့ကြပါတယ်။အန်ဒရီကသူမရဲ့ခြေထောက်တွေကိုနင်းခဲ့ပြီးဘီဘော့ကသူမရဲ့နှုတ်ခမ်းကိုနမ်းဖို့ကြိုးစားနေတာကြောင့်အဆောင်တွေကသူ့ကိုဆွဲထုတ်ခဲ့ရပါတယ်။ဘီဘော့ကသူ့ကိုသူခုခံဖို့ကြိုးစားနေတော့သူတို့မိသားစုရဲ့ဆောင်ဖို့ကိုအော်လိုက်ပါတယ်။ဂျူလီယာကမိသားစုဆောင်ဖို့ကိုကြားပြီးတော့ဒီလူကပင်လယ်ထဲမှာပျောက်ဆုံးသွားခဲ့တဲ့သူမရဲ့ပြင်သစ်ဝမ်ခွဲတူလို့ထင်နေခဲ့ပါဗျာ သူရဲ့အလောင်းကိုမတွေးခဲ့တာကြောင့်သူကတည်ပြီးလို့ယူဆပြီးတော့သူမကသူ့စီကအမွေတစ်ခုကိုရခဲ့တာပါဂျူလီယာကအဆောင်နေနဲ့ပြလိုက်ဒရိုက်တာကိုဒါရီရှင်းပြနေတုန်းမှာပဲတီဘော့ကရုံးခန်းနိုင်ငံတွေပေါ်ကသမိုင်းပူစတာတွေနဲ့ပြက်ကလေးတွေကိုတွေးခဲ့ပြီးတော့သူနာကတ်ကိုရောက်နေကြောင်းနဲ့ဂျူလီယာကသူ့ရဲ့မိသားစုဝင်ဖြစ်ကြောင်းသိသွားခဲ့ပါတယ်။ဘာရီဆက်လို့ရမလဲတေချာစဉ်းစားမရတာကြောင့်ဂျူလီယာကသူမနဲ့ဆေးဆက်ထားတဲ့ဟန်တာကိုဖုန်းခေါ်လိုက်ပါတယ်။ ဟန်နာကဂျူလီယာကိုခုပြတနာတွေအတွက်စိုးရိမ်ဟန်ဆောင်နေခဲ့ပေမဲ့တကယ်တမ်းမှာတော့ဒီပေါ်ပြန်ထုတ်လာတာကြောင့်အမွေကိုရောင်းချလို့မရတော့မှကိုစိုးရိမ်နေခဲ့တာပါဟန်နာကပတ်စံကြောက်တာဂျူလီယာသားနေနေတာဖြစ်ပြီးတော့သူ့ရဲ့ချစ်သူစစ်စစ်ကတော့အန်ပါလို့ခေါ်တဲ့တခြားမိန်းကလေးတယောက်ပဲဖြစ်ပါတယ်ဂျူလီယာနဲ့ဟန်နာတို့ကချင်းနေတဲ့ရှင်းတဲ့တီဘီပေါ်နဲ့အန်ဒရီတို့ကိုသူတို့အိမ်မှာခဏထားဖို့သဘောတူခဲ့ကြပါတယ်ဒါမဲ့ပြားလိုက်ကနေထွက်လာတာနဲ့အလင်းရောင်တွေနဲ့စူညာတန်တွေကြောင့်တီပေါ်နဲ့အန်ဒရီတို့ကကြောက်လန့်ပြီးတော့စိတ်ရှုပ်ထွေးနေခဲ့ကြပါတယ် ။ဒီဘောတို့လာခဲ့တဲ့ရှေ့ခေတ်မှာတော့စောင့်နေကဒီဘောရဲ့ခန္ဓာကားကိုခွင့်ဖို့ကြိုးစားနေကြပါတယ်။ဒါမဲ့မော်ဇာကသူတို့တက်မြန်မြန်ဆေးအတက်တစ်ခွက်ကိုဖော်ဆက်ပြီးတော့တောက်သုံးကသူတို့ဖမ်းမမိခင်မှာပဲအနာဂတ်ကိုသွားနိုင်ခဲ့ပါတယ်။အချိန်ထဲမှာပဲဂျူလီယာကဒီဘောတို့ကိုပြားလိုက်ကနေခေါ်လာခဲ့ပြီးတော့ဟန်တာကသူကားနဲ့လာဂျူကအတူတူသွားခဲ့ကြပါတယ်။အန်ရီကနောက်လိုက်တယောက်လိုကားနောက်ကနေပြေးလိုက်ဖို့ပြင်နေတာကြောင့်သူတို့နဲ့အတူအတွင်းမှာစီးရမယ်ဆိုတာဂျူလီယာကဒီဘော့ကိုပြောခဲ့ရပါတယ် အနာကကားကိုပုံမှန်လောက်တာမောင်းနေခဲ့ပေမဲ့လည်းကားစီးရတာကဒီလေခဲ့လူတွေအတွက်အတော်လေးထူးဆန်းနေခဲ့ပြီးတော့သူတို့ကမူးဝေလာကြပြီးအန်ဒရီကဟန်တာရဲ့ခီးဆောင်အိတ်ကိုမှအန်ခဲ့ရပါတယ်။ဂျူလီယာရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့အန်ဒရီကဂျူလီယာရဲ့အိမ်ဒီချင်းငါထားတဲ့ဥယျာဉ်ပူအန်ဂျလီကိုတတိထားမိခဲ့ပါတယ်။သူမကတော့ဒီဘောနဲ့အန်ဒရီကိုမြင်ပြီးတော့အယံစိတ်ဝင်စားနေခဲ့ပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့ဒီဘောကသူတို့ကအတိတ်ကလာခဲ့တာဖြစ်ပြီးတော့ပြန်သွားဖို့မော်စီယာတိုးကိုရှာဖို့လိုကြောင်းဂျူလီယာကိုပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာအန်ဒရီကတော့ electronic ပစ္စည်းအလုံးကိုလိုက်ကင်နေခဲ့ပြီးတော့ခွေးစာတွေကိုလည်းမတီးပဲစားနေခဲ့ပါတယ်။သူတို့ကအတိတ်မိနေကြတာလို့ထင်ပြီးဂျူလီယာကလည်းရောညီတွေဖြစ်အောင်ပြောရင်းနဲ့အမောဆရာကိုရှာပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါမဲ့အခုချိန်မှာတော့သူရေချိုးကိုလိုတယ်လို့ပြောလိုက်ပါတယ်။ဒီနောက်မှာတော့သူတို့ကိုရေချိုးကနေမှထားခဲ့ပြီးတဲ့နောက်ဂျူလီယာနဲ့ဟန်တာတို့ကဒီလိုနှစ်ယောက်ကြောင်းညှဉ်းပန်းနေခဲ့ကြပါတယ်။ဟန်တာကသူတို့ယူနေတာဒါမှမဟုတ်သူတို့စီကပတ်စံကိုရာဖို့လိန်ညာနေတာပဲထင်နေခဲ့ပါတယ်။ ဂျူလီယာကတော့ဒီဘောကသူမရဲ့ဒီရေကောင်းမျိုးဝမ်ခွဲတယောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီညမှာတော့ဇင်ကန်စားတော့ဆိုင်တစ်ခုကိုသွားကြမှာဖြစ်ပြီးဂျူလီယာကဒီဘောတို့ကိုပါခေါ်သွားဖို့လက်ခံလိုက်ပါတယ်။ဒီချိန်ထဲမှာဒီဘောနဲ့အန်ဒရီတို့ကအင်နာကွက်ကိုရေပန်းလို့ထင်ပြီးတော့အဲဒီမှာမျက်နှာတက်ကြပါတယ်။ဂျူလီယာကသူတို့ကိုတွေ့သွားတဲ့အခါမှာတော့ရေချိုးကန်အကြီးရဲ့ခေါ်သွားကသူတို့အတွက်ရေချိုးကန်လေးကိုရေပွင့်ပေးခဲ့ပါတယ်။သူမထွက်သွားတာနဲ့သူတို့ကတွေ့သည်မှပစ္စည်းတိုင်းကိုရေချိုးကန်လေးဖြစ်ထည့်ကြပါတော့တယ်။ အန်ရီကသွားတိုက်ဆေးကိုစစ်ကြည့်နေပြီးဈေးကြီးတဲ့ရေမွေးပလင်းတဲကရေမွေးတွေကိုတောက်ဖို့ကြိုးစားနေခဲ့ပါတယ်။ဒီဘောကသူ့ကိုတားလိုက်ပြီးဒါကရေချိုးဖို့စီပဲဆိုပြီးတော့သူ့ကိုပေါ်လောင်းချလိုက်ပါတယ်။ဒီဘောရေချိုးပြီးတဲ့အခါမှာအန်ရီကိုလည်းရေချိုးခံလိုက်ပါတယ်။အဲဒီချိန်အမ်ဘာကဂျူလီယာတို့အိမ်ကိုဖုံးကော်ခဲ့ပြီးဟန်တာဖုံးကန်တို့အန်ရီကပါဖုံးကိုကန်လဲမိပြီးတော့အမ်ဘာကိုမဖွဲမရဆဲဆိုကသူ့ရဲ့ဥကြိုကိုတော့မှုတ်ပြခဲ့ပါတယ်။အဲဒီနောက်အန်ရီကဖုံးကို အိမ်သားခွေထဲပြစ်ထည့်လိုက်တာကြောင့် အန်ဒရီဆက်ပြီးနားမထောင်တော့ဘူးဆိုတာသိလိုက်ပြီးဟန်ဒါကအန်ဘာကိုအခုစကားပြောဖို့အဆင်မပြေသေးတာကြောင့်နောက်မှဖုန်းပြန်ခေါ်မယ်လို့ပြောခဲ့ပါတယ်။ခဏကြာမှာတော့သူတို့၄ယောက်ကမြို့ထဲကအဆင်မြင့်စားတော့ဆိုင်တွေတဲကတဆိုင်ကိုရောက်လာခဲ့ကြပါတယ်။ဆိုင်မှာတော့အန်ဒရီကသူ့တခင်ကကျမ်းမြေပေါ်ပြစ်ချပေးသမျှကိုပဲစားနေရတာကြောင့်လူတိုင်းကတူးဆန်းသွားခဲ့ပါတယ်။ဇပွဲတို့တယောက်ကလည်းအန်ဒရီကိုဇပွဲမှာထိုင်ဖို့ပြောခဲ့ပြီးဂျူလီယာကတောင်းဆိုတော့မှသာဘီဘော့ကလည်းခွင့်ပြုပေးခဲ့ပါတယ်။ ဇပွဲမှာထိုင်စားနေရတာကိုအန်ဒရီတယောက်ပျော်ရွှင်နေခဲ့ပေမဲ့လည်းသူကဘန်းတွေတဲကပစ္စည်းတွေကိုခိုးယူနေတာကြောင့်ဟန်တာကတားခဲ့ရပါတယ်။အန်ဒရီကလီလေလိုက်တန်းလိုက်နဲ့ပေါ်ပါသွားခြင်းကြောင့်ပြောတဲ့အခါမှာတော့ဒီဘော့ကသူ့ကိုအပြင်မှာသွားဖို့ပြောခဲ့ပါတယ်။ဂျူလီယာကမွေကိုပိုင်ဆိုင်ခွင့်ရရှိထားကြောင်းဟန်တာကပြောပေမဲ့လည်းဒီဘော့ကတော့ဒါကိုဂရုမစိုက်ပါဘူး။သူမကလည်းမန်ဖက်စ်မွေရိုးဖြစ်တာကြောင့်သူပိုင်ဆိုင်သမျှအရာအားလုံးကသူမရဲ့ပိုင်ဆိုင်မှုလေးဖြစ်တယ်လို့ပဲသူကထင်နေခဲ့တာပါ။ ိုင်နိုဟန်တာကဂျဲဒက်ကအခြေအနေမကောင်းတော့တာကြောင့်ရောင်းချဖို့ပြင်ထားတာဖြစ်ကြောင်းပြောပြခဲ့ပေမဲ့ဒီဘက်ကတော့မေဖက်တယောက်အတွက်ဘသူကမှဆုံးဖြတ်ပေးစရာမလိုဘူးလို့ပြောပြီးတော့ဂျူလီယာကိုဘာလို့ချင်တာလဲဆိုပြီးမေးလိုက်ပါတယ်။ဟန်တာကသူမကိုထိန်းချုပ်နေတာကိုသတိထားမိပြီးဂျူလီယာကလည်းစဉ်းစားကျင်သေးတယ်လို့ပဲပြောခဲ့ပါတယ်။ဒီလိုတွင်အန်ဒရီကအပြင်မှာစီးသွားဖို့အတွက်မိတို့လိုတော့မယ်လို့တွေးပြီးတော့နယန်တွေကနေမိကွက်တွေကိုဆွဲပြုတ်နေခဲ့တာကြောင့်စပွဲတို့တယောက်ကသူ့ကိုတားလိုက်ရပါတယ်။ တနည်းနည်းနဲ့သူကရေချိုးကန်းကိုရှာတွေ့ခဲ့ပြီးတော့အင်ဓာရီကိုရေပန်းတွေလိုထင်နေခဲ့ပါတယ်။သူကကလိုရင်းဆေးပြားတစ်ပြားကိုပါဆွဲယူပြီးတော့ကိစားလိုက်ပါတယ်။နောက်တော့ဒီစင်ကဒီတလက်နဲ့မိဖို့ကြောင့်ကနေစစ်သားတစ်ကောင်ကိုပါခိုးယူခဲ့ပြီးတော့ထီးနဲ့စစ်သားကိုထိုးကာမိဖို့မှာသွားကင်လိုက်ပါတယ်။ဇပွဲတို့တွေကသူ့ကိုအမြန်တားလိုက်တားရပြီးတော့ဇပွဲစီကိုပြန်ခေါ်သွားခဲ့ကအန်ဒရီတယောက်ဖြစ်စည်းခဲ့တဲ့ပစ္စည်းဆုံးရှုံးမှုအတွက်ဟန်တာတယောက်ပေးချေရမယ်လို့ပြောပြခဲ့ပါတယ်။ အမြင်တွေ့တဲ့လမ်းမှာတော့အန်ဒရီကဂလိုရင်းဆေးပြားတွေကိုပေးလိုက်ပြီးတော့ဂျန်တဲ့သူတွေကဓာရီကိုပူချင်းလို့ထင်ပြီးတော့စားလိုက်ကြပါတယ်။ဂျူလီယာနဲ့ဘီဘောတို့ကချက်ချင်းထွေးထုတ်ခဲ့ပေမဲ့လည်းဟန်တာကကြိုက်နေပြီးတော့နောက်တစ်ပြားတောင်ထိုက်သွားခဲ့ပါတယ်။သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ဘီဘောနဲ့အန်ဒရီတို့က TV တလုံးကိုမြင်တဲ့အခါမှာအထဲမှာလူတွေပိတ်မိနေတယ်ထင်ပြီးတော့ဖြစ်စည်းလိုက်ကြပါတယ်။သူတို့နှစ်ယောက်လက်ချင်းနဲ့တကမ်းလုံးပြစ်စည်းကုန်တဲ့အခါမှာတော့ဂျူလီယာတယောက်ဟန်တာပြောသလိုမျိုးဒီလူတွေကယူနေတာလားလို့တွေးမိလာခဲ့ပါတယ်။အဲဒီညမှာပဲမော်ဆီယာကပြားတိုက်ကိုရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်နေ့မိနစ်မှာတော့ဒီဘောကမော်ဆီယာကိုသွားစားကြဖို့အတွက်ဂျူလီယာကိုစောကြီးလာနိုးခဲ့ပါတယ်။အန်ဒရီကလီကောင်းလီတန်းယူဖို့ပြင်ထွက်လာတော့မှပဲအိန်းဒီချင်းကအန်ဂျီလီကိုအော်ရဲဆဲဆိုနေတာကိုမြင်လိုက်ရတာကြောင့်သွားပြီးတော့တူတားနဲ့ချင်းချောက်ခဲ့ပါတယ်။အဲ့ဒီလူကိုလည်းအန်ဂျီလီကိုတောင်းပန်ခိုင်းပြီးတော့သူမရဲ့ခြေောက်တွေကိုနင်းခိုင်းလိုက်ပါတယ်။အချင်းနေတွေပိုဆိုးမလာခင်ဒီဘောနဲ့ဂျူလီယာတို့ကသူတို့ကိုတွေ့လိုက်ရပြီးဒီဘောကလည်းအဲ့ဒီလူရဲ့သူ့ရဲ့လက်စည်းပေါ်ကဒိုင်းကပုံတွေကြောင့်သူကောင်းမျိုးလို့ထင်နေခဲ့ပါတယ်။ ။အင်းဒီချင်းကထိုးစံပြီးထွက်သွားခဲ့ပေမဲ့ဒီဘော့ကတော့အန်ဒရီကိုပြစ်ပေးတင်တယ်လို့ထင်နေခဲ့ပါတယ်။အန်ဒရီကိုကြိုးပေးကွမြရမယ်လို့ပြောခဲ့ပေမဲ့လည်းဂျူလီယာကခွင့်မပြုတာကြောင့်ဒီဘော့ကအန်ဒရီကိုသူ့အပြင်ထွက်နေတော့အန်ဂျလီအတွက်တနီကိုလှုပ်လှုပ်ပေးဖို့တားခဲ့ပါတယ်။စကားပြောရင်အန်ဂျလီကအန်ဒရီရဲ့ဆိုးရွားတဲ့အခြေအနေတွေကိုသိပြီးတော့အခုခေတ်မှာကြုံပြုတ်ခြင်းကတရားမဝင်ကြောင်းပြောပြခဲ့ပါတယ်။အန်ဒရီကဒီဘောရဲ့အလဲခဲအိတ်ခမ်းကနေခိုးခဲ့တဲ့ယန္တနာတက်တာကိုသူမကိုပြလိုက်တဲ့အခါမှာတော့အန်ဂျလီတယောက်အကြံတစ်ခုရသွားခဲ့ပါတယ် အချိန်တည်းမှာပဲဂျူလီယာနဲ့ဒီဘောရိုကမြို့ရဲကိုသွားနေကြပါတယ်။လမ်းပြောင်းမှာဆိုလို့ဂျူလီယာကသူမရဲ့ဖုန်းနံပါတ်ပါတဲ့စတစ်ကာတစ်ခုကိုဒီဘောရဲ့ယာဉ်ဘက်မှာကပ်ပေးလိုက်ပါတယ်။သူတို့စီကပစံအီကိုခိုးဖို့ကြိုးစားတဲ့တကိုးကိုဒီဘောကဖမ်းလိုက်ပြီးတော့ခိုးမှုအတွက်သူ့လက်ကိုဖျက်ဖို့ပြင်နေတုန်းမှာပဲဂျူလီယာကတားလိုက်ရပါတယ်။သူမကသူတို့ပတ်လည်မှာဝိုင်းကြည့်နေတဲ့လူတွေကိုအာယုံပြောင်းနေတုန်းမှာပဲဒီဘောကဆုံးမပုံစံဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရတာကြောင့်နောက်ကနေလိုက်သွားတဲ့အခါမှာတော့ဂျူလီယာနဲ့လူွယ်သွားခဲ့ပါတယ်။ ဒီမျိုးသမီးကသုံးမမိုးတာကြောင့်သူကမျိုးရဲ့ပက်လင်မှာဆက်ပြီးရှာဖွေခဲ့ပြီးတော့ရှီအောင်အရေးဆိုင်ပုံစံအလှဆင်ထားတဲ့ပါးတစ်ခုကိုလည်းတွေ့ပါတယ်။သူကဆိုင်ထဲဝင်ပြီးတော့ကိုကိုကိုမိတ်ဆက်တဲ့အခါမှာတော့လူတွေကရေမောလိုက်ကြပြီးအလေးနဲ့မထားခဲ့ကြပါဘူး။လူတယောက်ကသူ့ကိုစားနောက်ရင်းနဲ့ဘီလီယက်တုတ်ကိုဝေရမ်းလိုက်တာကြောင့်ဒီဘော့ကသူ့သားနဲ့တုတ်ကိုနှစ်ပိုင်းဖျက်ပစ်လိုက်ပါတယ်။ဒါမဲ့သူရင်ငန်းနေတာကြောင့်အဲ့ဒီလူကိုမတတ်တော့ဘူးလို့ကြေညာလိုက်ပြီးတော့သူ့အတွက်ရောဘားတွေကလူတိုင်းအတွက်ပါရက်ဝက်တိုက်ပေးလိုက်ရာကနေသူတို့ကဘီဘော့ကိုသဘောကျသွားခဲ့ပါတယ်။ ဒီတော့တွင်မှာမော်ဆီယာကလှုပ်ရှုပ်နေပြီးသူကပစ္စည်းမျိုးစုံကိုဝယ်ကသူ့ရဲ့ဟိုတယ်ခန်းကိုပြန်ယူသွားခဲ့ပါတယ်။ဂျူလီယာကိုပြားရိတ်ကခေါ်ခဲ့ပြီးရုတ်တရက်ပေါ်လာတဲ့လူကအဲ့ရာကိုမီးရှို့ခဲ့တဲ့အတွက်ပြောပြခဲ့ပါတယ်။ပက်ပက်လေးလိုက်ကြည့်နေတော့မှပဲသူမကအရင်ကမရှိခဲ့တဲ့လေဆွဲတစ်ခုကိုတွေ့ခဲ့ပါတယ်။အဲ့ဒီထဲမှာတော့မော်ဆီယာစီကသူ့ဘမတဲနေကြောင်းပြောပြထားတဲ့လျှက်ဝဲမဆေးတစ်ခုပါနေခဲ့ပါတယ်။ဟန်နာကတော့လှုပ်ဆောင်တော့တယောက်ငားရမ်းပြီးတီဘောရဲ့လက်ပွေပါတဲ့ရင်မွေးပလင်းကိုပေးကတီဘောကဝမ်ခွဲစစ်ဟုတ်မဟုတ်ကိုစုံစမ်းခန်းလိုက်ပါတယ်။ အဲ့ဒီအချိန်မှာဂျူလီယာကဒီဘော့ပျောက်သွားကြောင်းပြောဖို့ဟန်တာကိုဖုံးခေါ်ခဲ့ပေမဲ့လည်းနောက်ဖုံးတစ်လုံးဝင်လာတာကြောင့်ချက်ချင်းချလိုက်ရပါတယ်။အဲ့ဒါကတော့ဘာကလူတွေဖြစ်ပြီးစတေကာကဘုန်းနယ်ဘန်နဲ့ဒီဘော့ကိုလာခေါ်ဖို့ပြောနေခဲ့ပါတယ်။သူမဘာကိုရောက်တော့သူတို့နဲ့အတူတောက်ဖို့တချင်းဆိုဖို့ခေါ်ခဲ့ပေမဲ့မော်စီယာကြောင်းပြောလိုက်တာနဲ့ဒီဘော့ကစိတ်ပြောင်းသွားကသွားဖို့အတွက်အသင့်ပြင်နေပါတော့တယ်။ဂျူလီယာကပြားလိုက်ကိုရောက်ပြီးမှသူ့ရဲ့ဇလန်းကိုယုံကြည်လာကြောင်းပြောပြခဲ့ပါတယ်။သူတို့ကဒူလူဟိုတယ်ကိုသွားပြီးတော့မော်စီယာနဲ့တွေ့ခဲ့ပါတယ်။မော်စီယာကညနေပိုင်းမှာစေးတစ်ကိုဖော်လို့ပြေးလိုက်မယ်လို့ကြေပြေးခဲ့ပါတယ်။ ဒါမဲ့သူတို့ထွက်သွားတာနဲ့မော်ဆီယာကလက်ရှိသူ့မှာရှိတဲ့ဆေးရောနှောကိုစမ်းသပ်ကြည့်လိုက်တဲ့အခါမှာအခန်းတစ်ခုလုံးပေါက်ကွဲသွားခဲ့ပြီးတော့သူ့ရဲ့ပေါ်ပနတ်နဲ့အုတ်ထုတ်ပဲကျန်ခဲ့ပါတော့တယ်။အချိန်ထဲမှာပဲအန်ဂျလီကအန်ဒရီကိုလွတ်လပ်တဲ့ဘဝမှာဘယ်လိုနေထိုင်ရမယ်ဆိုတာကိုသင်ပေးနေခဲ့ပါတယ်။သူမကအန်ဒရီကိုမြို့ထဲကိုခေါ်သွားပြီးတော့ခိုးယူထားတဲ့ယန္တနာတစ်တာတွေကပရမများတစ်လုံးကိုလည်းရောင်းကာဈေးဝယ်ထွင်းနဲ့မြို့ရှုခင်းတွေကိုကြည့်ရှုနေခဲ့ပါတယ်။ဝစားရီနဲ့ရသာရှိတဲ့စားတော့တွေလိုက်ကျွေးပြီးတော့အန်ဂျလီကအန်ဒရီကိုပို့ပြီးကောင်းမွန်တာတွေရှိတဲ့အကြောင်းကိုလည်းပြခဲ့ပါဗျာ ရိုးရဲချားနေရာမှာတော့ဒီဘော့နဲ့ဂျူလီယာတို့ကညသာစားနေကြပါတယ်။သူမကဒီခေတ်မှာရှိနေတော့သူ့ကိုတေချာဂယူဆိုင်မယ်လို့ကြေညာပေးခဲ့ပါတယ်။ဒီဘောကသူမကိုမိသားစုရဲ့တက်တီနဲ့ချင်းလေးနှလုံးသားရှိတယ်လို့ပြောခဲ့ပေမဲ့လဂျူလီယာကတော့ဒါကိုသဘောမတူဘဲနဲ့သူမကယုံတကောင်နဲ့သာပို့တူတယ်လို့ထင်နေခဲ့ပါဗျ။ဒါကြောင့်ဒီဘောကသူမကိုပြင်ခေါ်ပြီးတော့ဒါကိုဘလို့သုံးပြရမယ်ဆိုတာကိုမိုက်ဘုံတစ်ခုကိုတိုက်ခိုက်ရင်းနဲ့တင်ပေးနေခဲ့ပါဗျ။အစာပိုင်းမှာသူမကကြောက်ရွံ့ပြီးတုံဆိုင်နေခဲ့ပေမဲ့လမကြခင်မှာပဲကျွမ်းကျင်လာပြီးတော့ကိုကိုကိုယုံကြည်မှုရှိလာခဲ့ပါဗျ။ စားသောဆိုင်တစ်ခုမှာတော့ဟန်နာရဲ့အမ်ဘာတို့ကညသာစားနေကြပြီးအမ်ဘာကသူတို့ရဲ့ဆက်ဆံရေးကိုဖုံးကွယ်ထားရတာကိုညင်းညူနေခဲ့ပါပြီသူတို့စိတ်ပြေလက်ပြောက်သွားကရင်နဲ့အန်ဂျလီနဲ့အန်ဒရီတို့ရှိနေတဲ့ဘားကိုလည်းရောက်သွားခဲ့ပါတယ်အန်ဒရီကကခုန်နေရင်းနဲ့ဟန်တာတို့နဲ့တိုင်းပြလိုက်ပါတယ်ဟန်တာကထိတ်လန့်သွားပြီးတော့အမ်ဘာကိုသူညီမလို့ပြောကခေါ်ထုတ်သွားခဲ့ပေမဲ့အမ်ဘာရဲ့ပြုတ်ကျနေတဲ့ပတ်စံအိတ်ကိုအန်ဒရီကောက်ထားလိုက်တာကိုတော့သူမသိလိုက်ပါဘူးသူတို့အိမ်မြောက်တဲ့အချိန်မှာတော့အန်ဂျလီကအန်ဒရီကိုကျွံပေါ်ကနေထွက်ပြီးတော့ကဘာပတ်ဖို့အတွက်စီယုံခဲ့ပါတော့တယ် ါမဲ့ဒီဘောရောက်လာတဲ့အချိန်မှာတော့အန်ဒရီကမပြောရဲတော့ပါဘူး။ဒါကြောင့်အန်ဂျလီလည်းစိတ်ပြေအားငယ်စွာနဲ့ပဲထွက်သွားခဲ့ပါရယ်။အခုတော့အန်ဒရီကဘသူ့ကိုကြွေးရမှန်းမသိဘဲနဲ့ပြိမိနေခဲ့ပါပြီ။အဲရဝင်တဲ့အခါမှာတော့ဂျူလီယာကဒီဘောကအလွန်ထူးခြားပြီးတော့သူ့ရဲ့အမွေပိုင်ဆိုင်မှုတွေကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်ကြောင်းဟန်ဒါကိုပြောပြလိုက်တဲ့အခါမှာတော့ဟန်ဒါကဒေါသထွက်သွားခဲ့ပါရယ်။ဟိုတယ်မှာတော့ယဲရီကပစ္စည်းသွားတဲ့အခန်းကိုရှင်းလင်းခဲ့ကြပြီးတော့မော်ဆီယာရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလည်းခန်းနဲ့တွေ့ခဲ့ကြပါရယ်။ ။ဘွန်ဆရာကသူတို့မရှိတဲ့အချိန်အထူးမှန်တန်တစ်ခုနဲ့သူ့ကိုယ်သူပြန်လည်ပေါင်းစည်းခဲ့ပါဗျ။နောက်တနေ့မနေ့မှာတော့အလုဆုံးတော့ကဒီဘော့ကပျောက်ဆုံးနေတဲ့ဝမ်ခွဲမှုကြောင့်ဟန်တာကိုပြောပြနေခဲ့ပြီးတော့မွန်ဆရာကဂျူလီယာရဲ့အိမ်ကိုရောက်လာခဲ့ပါဗျ။သူကဈေးရွေပါဝင်ပစ္စည်းတွေကိုမိဖို့ကြောင့်မှပြင်ဆင်ခဲ့ပြီးတော့ဂျူလီယာကလည်းစိတ်ဆက်နဲ့ပြောပြလိုက်ပါဗျ။ဒီဘော့ကအန်ဒရီကိုသွားချတဲ့အခါမှာတော့အန်ဒရီကနောက်ဆုံးမှပြန်မသွားခြင်းကြောင့်ပြောပြခဲ့ပါတယ်။အန်ဒရီကသူ့ရဲ့ပန်ဆယ်မှုဖြစ်တာကြောင့်ဒီဘော့ကဒေါသထွက်သွားခဲ့ပါတယ်။ ဒါကြောင့်ဂျူလီယာကဝင်ပြီးတော့ဒါကသူရဲကောင်းဆန်နဲ့လုံရက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူမကိုမငင်းနိုင်တော့တာကြောင့်ဒီပေါ်လဲလက်ခံလိုက်ရပါတယ်။အန်ဂျလီနဲ့တွေ့ဖို့ထွန်မသွားခင်မှာပဲအန်ဒရီကအမ်ပါရဲ့ပတ်စံအိတ်ကိုဂျူလီယာစီပေးလိုက်တဲ့အခါမှာတော့ဂျူလီယာတယောက်ဟန်တာကိုချက်ချင်းတန်တရားဝင်သွားခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့ဟန်တာမှာညီမမရှိလို့ပဲဖြစ်ပါတယ်။အဲဒီချိန်မှာဟန်တာရောက်လာပြီးတော့ဒီဘော့ကဂျူလီယာရဲ့ဂုံတိခါကိုစော်ကားတဲ့အတွက်သူ့ကိုတတ်ကျင်ခဲ့ပေမဲ့လည်းဂျူလီယာကကိုယ်တိုင်ပဲပြင်ရှင်းခြင်းခဲ့ပါတယ်။ ဟန်တာကဒီဘောကပတ်စံလိုချင်တဲ့ရာဇွက်ကောင်ဖြစ်ကြောင်းဆွဆွဲတဲ့အချိန်မှာဂျူလီယာကအဲ့လူကဟန်တာကိုရိုင်းတာဖြစ်ကြောင်းပြောပြီးတော့သူမရဲ့လက်စွပ်ကိုချွတ်လိုက်ကသူနဲ့လမ်းခွဲလိုက်ပါတော့လေဟန်တာကဂျူလီယာကိုသူမရှိဘဲနဲ့တက်မရှင်နိုင်တဲ့ယုံကလေးတကောင်ဖြစ်ကြောင်းပြောခဲ့ပေမဲ့လည်းအခုကိုကိုကိုယုံကြည်မှုပြည့်တဲ့ဂျူလီယာကအဲ့ဒီစကားတွေကိုညင်းပယ်လိုက်ပါတယ်သူမကဒီဘောရဲ့တားကိုယူလိုက်ပြီးမိသားစုဆောင်ဖို့ကိုလည်းအော်ဟစ်ကဟန်တာရဲ့ပေါင်ညာကိုဓာတ်နဲ့ရိုက်ပြီးတော့အိမ်ထဲကနေကန်ထိုးလိုက်ပါတော့လေ ဈေးရလာတဲ့အခါမှာတော့သူတို့ကပလင်းနဲ့ထည့်ပြီးတော့ပြားတဲ့ကိုတွားခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့ရောက်ရှိလာတဲ့နေရာမှာပဲဈေးကိုတွားရမှာဖြစ်လို့ပါပဲ။ဒါမဲ့ဟန်တာကယဲရီကိုဖုံးကိုထားတာကြောင့်သူတို့၃ယောက်ကနောက်ဘေးတကားကနေထွက်ပြီးတော့တက္ကစီငှားခဲ့ကြပါတယ်။ယဲရီကသူတို့ကိုလိုက်ဖမ်းတဲ့အခါမှာတော့ဂျူလီယာကတက္ကစီသမားကိုငွေပေးခဲ့ပြီးတော့တစားကန်တာဖြစ်ကြောင်းတရားသူကြီးကိုပြောမယ်လို့ကတိပေးခဲ့ပါတယ်။ ။တက္ကစီသမားကလက်ခံပြီးအမြန်မောင်းနေခဲ့ပေမဲ့လည်းလူစင်းငိန်ဖြစ်တာကြောင့်ရင်ရောပိတ်ဆို့မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်သူတို့ကဆင်းပြီးတော့ရဲရီစီကနေမြင်းနှကောင်ကိုခိုးကာမြို့ထဲမှာစီနေခဲ့ရပါတယ်။မြင်းနေနဲ့ယထားပေါ်တော်တက်ခဲ့ကြပြီးတော့နောက်ဆုံးမှာဖမ်းမခံရဘဲနဲ့ပြားရိုက်ကိုရောက်ခဲ့ကြပါတယ်။ပြားရိုက်ရဲ့လက်ခဲရဲရိုက်စီအလင်းမြန်သွားခဲ့ကြပြီးတဲ့နောက်မှာတော့ထွန်မသွားခင်ဒီဘော့ကဂျူလီယာကိုလည်းသူမအတွေ့ဂုံယူချောင်းပြောပြပြီးတော့သူမရဲ့ဘိုးဘေးရိုစလင်ရဲ့သဘင်ပါတဲ့ဆွဲကြိုးကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ အပြန်အလှန်အနေနဲ့ဂျူလီယာကမင်းသမီးကိုလက်ဆောင်ပေးဖို့အတွက်ဇပင်ညက်ကလကလေးတစ်ခုကိုလည်းပေးခဲ့ပါတယ်။ရဲရဲရောက်လာချိန်မှာတော့ဒီဘောနဲ့မော်ဆရာတို့ကဈေးဥကိုတောက်ပြီးတော့သူရဲ့ခက်ကိုပြန်သွားခဲ့ကြပါပြီ။ပွဲတော်စကိုလည်းပြန်ဥသွားခဲ့ပြီးတော့အချိန်ကလည်းရက်တန့်နေခဲ့တာကြောင့်ဒီဘောကမင်းသမီးကိုနမ်းလိုက်ပြီးပြန်လည်စတင်ခဲ့ပါတယ်။ဝိုင်းကွက်ချင်းတိုက်ဖို့အချိန်ရောက်တဲ့အခါမှာတော့ငင်းကြိုင်းတင်ဂေတာဖြစ်ဒီဘောကမျိုးစားကိုသူ့ခွက်ကိုကန်လန်းခဲ့ပေမဲ့လည်းမျိုးစားကသူ့အကြံမမိစေဖို့အတွက် brain box ကနေခုံချပြီးတော့ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်းမှာဒီဘောနဲ့ရိုစလင်းတို့အတူတူလမ်းလျှောက်နေခဲ့ကြရင်လည်းဇဗေညက်ကလက်ကေးကိုမင်္ဂလာလက်ဆောင်အဖြစ်ပေးခဲ့ပြီးသူတို့နမ်းခဲ့ကြပါတယ်။ပြစုပ်ပံမှာတော့ဟန်တာကဆေးရီပါနေတဲ့ချိတ်ဆက်ကိုတွေ့ပြီးဖြောရီတမျိုးလိုထင်ကတောက်လိုက်ပါတယ်။ပြီးတော့ဆာရဆောင်လို့ထင်ပြီးမန်တန်ကိုဖက်လိုက်တာကြောင့်သူလည်းယုတ်တရအတိတ်ကိုရောက်ရှိသွားခဲ့ပြီးတော့အဆောင်တစ်ယောက်ကသူ့ကိုဖမ်းမိကသူကအစီကံကောင်းဖြစ်လာလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်။ဂျွာသားတွေကသူ့ရဲ့ဖုန်းကိုတွေ့ပြီးကြောက်လန့်နေကြပါတယ်။ရန်နေခဲ့ကြတဲ့အခါမှာတော့ဂျူလီယာကမေဖက်စ်အမွေရဲတိုက်ကိုရောက်သွားခဲ့ပါတယ်။ သူမကပြင်သစ်ပြန်ဆန်မှုတွေကိုကင်တွယ်နေတဲ့ရှိနေနဲ့တွေ့ဆုံခဲ့ပါတယ်။အရင်တော့သူကခံချပြီးတော့သူမရဲ့မိသားစုပေါ်စိတ်ဝင်စားမှုရှိတာကြောင့်သူမရဲ့မိသားစုအကြောင်းကိုအများကြီးတီးထားပါတယ်။သူတို့နှစ်ယောက်ကစကားပြောကြရင်းနဲ့ပဲချင်းချင်းသဘောကျသွားခဲ့ကြပါတယ်။ဒီချိန်ထဲမှာပဲအန်ဒရီနဲ့အန်ဂျလီတို့ကတော့ဂါဒလီတစည်းနဲ့လီဗီကတ်မှာပျော်ရွှင်စရာအချင်းတွေကိုပိုင်ဆိုင်ဖို့အတွက်သွားနေခဲ့ကြပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။